အားလုံးမင်္ဂလာပါခင်ဗျာယနေ့22ရက်7လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြင့်မန္တလေးတိုင်းဒေသကြီးတောင်သာနယ်ကစစ်သည်လေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့မြတ်တရခန်အပ်ပါတယ်ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ ယနေ့22ရက်စက်တလ25ရက်နေ့မှာတော့မန္တလေးတိုင်းဒေသကြီးတောင်သာငတ်တယောက်လမ်းမပေါ်မှာရှိနေတဲ့ညောင်တို့ရွာလမ်းခွဲအနီးမှာအထိုင်ချပြီးဂိတ်ကြီးကောက်စခန်းချနေတဲ့အကျန်းဖက်သောင်းညံသူပဒတ်အဖွဲ့ရဲ့ဂိတ်စခန်းကိုမြမတက်မတော် လုံညိုးတက်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုင်လိုက်ပါတယ် ဒီဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလတ်နေရာဖြင့်အကြံဖက်သောင်းချန်းသူများဂိတ်စခန်းချငွေကြေးကောက်ခံနေတဲ့နေရာကို သိမ့်ပိုက်ရရှိခဲ့ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယမောင်ဆူးလဲရေးသားတဲ့2026သမရဟာဒရိုင်ဘာလောက်တော့မနိုင်ကြနိုင်ဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခမညာ 2015-2016တုန်းက LND ရွေးကောက်ပွဲနိုင်ပါတယ်ရွေးကောက်ပွဲမတိုင်ခင်ကတည်းက LND ပါတီနိုင်ဖို့အကုန်လုံးဝိုင်းတွန်းခဲ့တာလေအားလုံးအသိပါပဲဒေါ်စုကဗိုလ်ချုပ်အောင်ဆန်းဆွဲခဲ့တဲ့ခြေဦးကတားဆက်ပုံမှန်ကြောင့် သမရမဖြစ်မှန်းလဲလူတိုင်းသိပါတယ်ဒီတော့သူတို့ပါတီနိုင်ရင်ဘယ်သူသမရဖြစ်မလဲတချို့မေးခဲ့တယ်သမရအထက်ကနေမယ်ဆိုပြီးဝိလဲကြောင်ပဲစကားတွေကလွဲရင် ဘာမှမသိခဲ့ရပါဘူးနောက်တော့မိဘမျိုးရိုးကုံရိုးကုံရှိပေမဲ့ဒေါ်စု driver လိုပဲကဘာကတိတဲ့ဥထင်ကျော်ကသမရဖြစ်လာပါတယ်အဲ့ဒီအချိန်ကကမ္ဘာသတင်းဌာနတွေကဒေါ်စု driver ထင်ကျော်ကသမရဖြစ်လာတယ်ဆိုတာပုံစံမျိုးစုံနဲ့ရေးခဲ့ပါတယ်နောက်သူ့လက်ထက် အာစာရေးခင်းဖြစ်ပါတယ်ကျော်ဝင်းတို့လိုအဂရိလိုက်စားသူအုပ်စုအရင်မယူခဲ့လို့နာဇာကလက်ထက်ဂျမ်းမာ LED အစိုးရအဖွဲ့ဝင်ဟောင်းတွေကိုညောင်မြစ်ပြန်တူးပြီးတော်စုတို့မသူတော်ချင်းသတင်းလွေပြီးအဂရိသမအေးမယူခဲ့သမီးကပြန်အေးယူလိုက်တော့ခိုးတို့ခိုးတယ်နဲ့တော်စုပါမိရပါတယ်အဂရိလိုက်စားတာတည်တည်နဲ့အေးမယူတာကလည်းအဂရိမှုကျွလွန်တာပါပဲအခု 2025ခုနှစ်တာမန်အခြေအနေနဲ့မတူတဲ့ရွေးကောက်ပွဲနေရာအနှံ့မှာလဲလက်နက်ကင်တွေတိုက်နေလို့မြို့နယ်300အောက်ပဲလုံနိုင်မဲ့အခြေအနေမှာနိုင်နိုင်တဲ့ပါတီနဲ့အစိုးရဖွဲ့မဲ့ပုံစံကိုလူတိုင်းခံမှန်းနိုင်ပါတယ်ဒီတော့ညီဘောတွေနဲ့စိန်ဘောတွေကဘယ်သူသမရဖြစ်လာမယ်ဆိုတာအရန်စိတ်ဝင်စားပါတယ် မိဘတွေစိတ်ဝင်စားတာကတမရလောင်းပါလို့နာမည်ထွက်လာတာနဲ့နာမည်ထွက်သူနဲ့ပြောသူကိုဝိုင်းတိုက်ဖို့ဝိုင်းဖြတ်ဖို့ဒါကိုစိတ်မောတွေကနားမလည်ပါဘူးတခါတလေကြံ့ရင်စိတ်မောတွေမညီတာအတိညာနဲတာဖြစ်ပြီးဆိုတော်တော်ယွန်စင်အားကောင်းပါတယ်နိဘောတွေကမှအတိညာန်သာနဲတာလူညီတော့ဒါလို့ဆိုဝိုင်းလို့တော့ရွေ့ပါသေးတယ် စိမ်မောတွေကြတော့ဟိုမရောက်ဒီမရောက်အသိဉာဏ်မပြည့်လူမညီပဲဆရာကြီးလှုပ်ချင်တော့ပြောရဆိုရတော်တော်ခတ်တာပါကိုကတော့ကို့လာမေးရင်တခုမဲ့ပြောပါမယ်ဒေါ်စုရောင်က driver ကိုသမရခန့်တာတောင်အတမထွက်ခဲ့ပဲနဲ့အခုလဲတိကျင်မနေနဲ့ဒီကြတာကတော့2015 2016 driver သမရထက်2025 2026သမရက အစရာချီတာလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒရိုင်ဘာတော်သမရဖြစ်ရင်လူတိုင်းလည်းသမရဖြစ်လာနိုင်ပါတယ်ကျွန်တော်ကတက်လာမဲ့သမရကိုစိတ်မဝင်စားပါဘူးသူအရေးချင်းမရှိရင်လှုပ်တော်မှာစွန့်ဆွဲပြစ်တင်ဖြုတ်ချကြပါလိမ့်မယ်ကျွန်တော်စိတ်ဝင်စားတာကဒီရွေးကောက်ပွဲတကယ်ဖြစ်မြောက်ဖို့နဲ့အာဏာတကယ်လွှဲဖို့ပြီးတော့နောက်တစ်ကြိမ်ဘဝင်းမရိုက်ဖို့ပဲလိုတယ်လို့ဖြေရမှာပါ သေးကြပါတယ်2025 2026သမရဟာဒေါ်စုရဲ့ driver သမရဥထင်ကျော်ထတ်တော်အဆက်အရာချီတာပါလိမ့်မယ်ဥသိန်းစိန်ကိုမိမလားကျော်မလားဆိုတာကတော့မြမပြည်သူတွေရဲ့ကံကြမ္မာနဲ့ဒေါ်စုတို့ကလို့မေမေမှန်တယ်လို့ဝိုင်းမြောက်မပေးဖို့ပဲကြံပါတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာကြားပြန့်အရေးပဲဖြစ်ဖြစ်မြန်မာနိုင်ငံအရေးအကြောင်းအရာပဲဖြစ်ဖြစ်အစိုးရဘက်ကရှေ့တကွက်ကြိုမြင်ပြီးတော့ဥဆောင်သတင်းတွေထုတ်ပြန်ပြီးအသာစီးရအောင်စ조사တင်တယ်လို့မြင်ပါတယ်အခုလဲကြားပြန့်အရေးကိစ္စမှာအမေရိကန်ရဲ့ Devil Standard အရ KNU ကဒီအမှုမှာလွတ်နေတာတွေ့ရပါလိမ့်မယ် အစောကတည်းက NCA စာချုပ်ချုပ်ထားတဲ့ KNU မှာလူစည်းဘလူးစည်းမရှိပဲ မြေပြင်တိုက်ပွဲတွေမှာလူပြူစစ်သားကြီးစားတွေတုံးနေတာလဲအသည့်သာကြီးပါအခုကြားပြန်တဲ့ GK ပတ်ရဲ့တောင်းအရှိဆုံးကလည်း KNU ပါပဲဘာလို့ KNU ကအမေရိကန်ရဲ့ပိတ်ဆို့စင်းနဲ့မပါပဲအစိုးရနဲ့နှီးစက်တဲ့ BGF နဲ့ DGB ကိုပဲလက်ညှိုးထိုးချပါတယ်လေအဖြေကရှင်းရှင်းလေးပါ KNU ရဲ့ထုတ်ပြန်ချက်မှာ ကေကေဘတ်ဘော်ကကြားပြန့်အရေးကိစ္စတွေကိုတာဝန်ယူမှု မရှိတဲ့အပြင်ပူးပေါင်းနှိမ်နင်းရေးမှာတော့ BGN နဲ့ DGB ကို ထိုးချထားတာတွေ့ရပါလိမ့်မယ်။ကေကေဘတ်ဘော်ကကြားပြန့်လုံနိုင်ဖို့မြင်ငါစာချုပ်မှာ KNU ကထိပ်ပိုင်းပုဂ္ဂိုလ်တွေပါဝင်ပတ်သက်ခဲ့တဲ့ကိစ္စကတေချာပေါက်ဖြေရှင်းရမယ့်ကိစ္စဖြစ်ပါတယ်။ ေယဝရီသတင်းဌာနကဖော်ထုတ်ရေးသားခဲ့မှုတဲ့ကြားပြန်ကိစ္စပါဝင်ပတ်သက်ခဲ့တဲ့ KNU ရဲ့ထိပ်ပိုင်းပုဂ္ဂိုလ်၅ဦးအရေးမယူနိုင်ပဲဖြစ်နေတဲ့ကိစ္စတွေအပေါ်လဲဖြည့်ရှင်းပေးဖို့တာဝန်ရှိပါတယ်အစွန်ရရဲ့ကြားဖြန့်ရှင်းလင်းရေးအပေါ်သတင်းမီဒီယာတွေကနှစ်ကြောင်းပေးရေးကြတယ်ဗရမကီကီဘက်ကအကျိုးတူမို့မဖြည့်စည်းရဘူးဒုတိယကစောချစ်သူရဲ့ရွှေကိုကိုကိုမထီရဘူ ဖြစ်စည်းပြချိန်မှာလည်းတက်တည်ဖြောက်တာလို့ရေးပြန်ပါတယ်တကယ်တော့အစိုးရကအစိုးရအလုပ်လုပ်တာပါရွေးကောက်ပွဲကို BGN နဲ့ DGB ကထောက်ခံလိုက်တယ် KNU ကလည်းကြားဖြတ်နဲ့ပတ်သက်နေသလိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ပါကြီးညာခံရတဲ့အပြင်တက်မတော်ရဲ့ထိုးစစ်ကြောင့်လည်းထွက်ပြေးနေရတယ်ဒီအနေထားမှာတက်မရော်နဲ့ BGF တက်မရော်နဲ့ DGB ကြားခလောက်ဆန်ကြည့်တဲ့သဘောပါ ကြားပြအရေးကိစ္စကဒေသတွင်နိုင်ငံတွေအထိပါအကျိုးသက်ရောက်မှုများလို့မဖြစ်မနေရှင်းထုတ်ရမယ့်ကိစ္စပါဒီလိုရှုပ်ထွေးမှုတွေများတဲ့ကိစ္စတွေမှာမြေပြင်ကသူတွေရဲ့အနေအထားကပိုလလန်းမှီပြီးလက်တွေ့ဆံပါတယ်။သတင်းထုတ်ပြန်မှုအပိုင်းမှာလည်းအသာစီးရအောင်ကစားနေရင်းနဲ့လုတ်ကွက်ပေါ်အောင်ချပြနိုင်ရင်လိုရာဆွဲသုံးသက်တဲ့သတင်းတွေထက်စာရင် ကိုသတင်းထုတ်ပြန်ချက်တွေကိုပဲကိုးကားရင်းနေရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ဒီကိစ္စမှာအစိုးရအနေနဲ့အနေသာကြီးပါအဓိကကတော့ GNU ရဲ့ကြားဖြတ်အရေးနဲ့ပတ်သက်ခဲ့မှုတွေကို အချိန်တိုင်းအသားပေးသတင်းထုတ်ပြန်နေဖို့ပါပဲမြမအရေးမြမနိုင်ငံရေးလို့ပြောကြတဲ့အခါ local view အပြင်နိုင်ငံတကာရှုထောင့်ကလည်းအရေးကြီးပါတယ်ဒါကဘာကိုသတိပြုစေချင်တာလဲဆိုတော့တချို့သောသူတွေအနေနဲ့ EO နဲ့ဓမ္မရတို့ရဲ့နေပေါင်းများစွာသောလက်နက်ကင်ပြိပက်ကကို တိုင်းရင်းသားအရေးဖက်ရယ်အရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေကွဲကွဲပြားပြားမြင်စေချင်တာလည်းဖြစ်ပါတယ်ပြည်တွင်းလက်နက်ကိုင်ပြည်ပငါတွေကိုတိုင်းရင်းသားအရေးလုပ်ပြီးတော့ခေါင်းစဉ်တက်အဖြစ်ရှာနေရင်အေအေလိုမျိုး KIA မွေးထုတ်လိုက်တဲ့တရဲမှင်စာတွေကတချိန်ချင်းဘလူးအရွယ်စားဖြစ်လာရင်ဒါမှမဟုတ်10နှစ်ခွန်လိုပဲလက်နက်ကင်လာရတဲ့အဖွဲ့အစည်းအသေးစားတွေကနေတဖြည်းဖြည်းအင်အားကြီးလာတဲ့အစုအဖွဲ့တွေဖြစ်လာကြရင် ဒီတိုင်းပြည်ရဲ့အနာဂတ်ဟာစစ်နုံကြရတဲ့ကယုံထွက်နိုင်ပွဲလည်းမရှိပါဘူးဂလိုဘယ်အမြင်ရတော့မြန်မာနိုင်ငံဟာလက်နက်ကင်အဖွဲ့စည်းပေါင်း16000နဲ့ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်ဆိုပြီးပုံဖော်ထားတယ်ဒါကြောင့်လဲအရှိအလေပိုင်းကအာဖဂန်အီရတ်တို့လိုနိုင်ငံတွေနဲ့တပြေးညီတတ်မပြီးလုံခြုံမှုမရှိတဲ့တိုင်းပြည်ဆိုတာမျိုးနဲ့မီဒီယာတက်မှပုံဖော်ထားတာလဲမြင်ရပါလိမ့်မယ်အကျိုးသက်ရောက်မှုကဘာဖြစ်တယ်လဲဆိုတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေခီးသွွားတွေကမြန်မာကိုရှောင်ပြီးတော့ဒိုင်းနဲ့အင်ဒိုဘက်တွေအသွားများကြတာကဒီပုံရိပ်တွေရဲ့အကျိုးသက်ရောက်မှုပါတချို့ကလည်းတရုတ်ကိုကံပြီးအမေရိကန်နဲ့ပေါင်းဖို့ဆိုတဲ့အမြင်ရှိကြတဲ့ဒီနေရာမှာတရုတ်နဲ့မြန်မာရဲ့အိမ်နီးချင်းဆိုတဲ့အနေထားကိုထက်တွက်ဖို့လိုသလို အမေရိကန်ဆိုတဲ့အမျိုးကလည်းတရုတ်ထင်းချုံကြီးအတွက်သာလိုသုံးသဘောမျိုးဆက်ဆံတာကိုလည်းမလွဲမသွေသတိပြုကြဖို့လိုပါတယ် geopolitics ကမဖြစ်မနေထက်တွက်ဖို့လိုကိုလိုတယ်ပေါ့လေလက်ရှိဗီနီဇွဲလားအရေးမှာအစွန်းရတရက်အပြောင်းလဲလုပ်နိုင်မှုဈေးအရချင်းချောင်းနေတဲ့အမေရိကန်ကမြန်မာပြည်တွင်းရေးဟာတရုတ်နဲ့ရုရှားအကူအညီနဲ့တန်းရှည်ကြဖို့ကြိုးစားနေတယ်ဆိုတဲ့ပြောဆိုချက်ကလည်းငပြူးက တပြန်ပြဲပြတဲ့လောက်ရပါ အီရန်နဲ့အာဖဂန်ကိုခေါင်းစဉ်ရှာပြီးတော့စစ်တိုက်ခဲ့တဲ့အမေရိကန်ကနိုင်ငံတစ်ခုမှသူလိုလားတဲ့အစိုးရတက်စီခြင်းရင် CIA ဆဲတွေနဲ့နိုင်ငံရေးမီးမွေးတတ်တာလဲလူတိုင်းသိနေတဲ့အလို့မဟုတ်ဘူးလားပေါ့လေဒီတိုင်းပြည်မှာပြည်တွင်းလက်နက်ကိုင်ပြိပကရက်ဖို့နနည်းပဲရှိပါတယ်တခုက NCA တဲ့ဘောင်ဝင်အောင်လို့ EO တွေကို DDR SSR ဖြစ်အောင်လို့တချို့တွေကို BGN နဲ့ပြည်နယ်ရဲတပ်ဖွဲ့ပုံစံအသွင်ပြောင်း နောက်တနည်းကတော့နိုင်ငံရေးအရဆွေးနွေးဖို့လဲအလားအလာမရှိဘူးဆိုရင်အပြုတ်တိုက်ဒါပဲရှိပါတော့တယ်ဒီနှခုလုံးအရွေးမဖြစ်ရင်နောက်နှစ်90လဲဒါမျိုးဆက်ဖြစ်နေမှာပါပဲရိုးပါတယ်ဆိုတော့တိုင်းရင်းသား EO တွေကိုယ်ပိုင်ပြထန်းခွင့်နဲ့ဒန်းတူညီမှုအရာလက်နဲ့ခံရပါတယ်ဆိုတော့ EO တွေ10နှစ်ကုန်စစ်ပေါင်ကျင်းနေချိန်မှာနင်းမြေရသလောက်သိမ့်ပိုက်ပြီးတော့ ခုချိန်ထိတော့မူရင်းနယ်မြေတွေပြန်ပေးဖို့တွန်းဆုတ်နေပြီမဟုတ်ပါလားရှမ်းသာတွေဖြည့်စီပလောင်အိမ်တော်စုဇရာတွေပြောင်းပြီးတော့ရှမ်းနှစ်တကူနေ့မှာငါတို့ကညီအကိုတွေပါဆိုပြီးထကြညာတဲ့ပလောင်တွေလိုပေါ့လေတကယ်တော့အီအိုတွေဆိုတာအချင်းချင်းမဟာမိတ်ကြမှာတော့တစ္ဆာမရှိပါဘူးအကုံလုံးကစိတ်ကောင်းချိတ်ပြီးတော့ခွေးသားရောင်းနေတဲ့အထာတွေပါပဲ ရခိုင်ပြည်နယ်ဘာလို့ဆုတ်ပြတ်သက်သွားလဲမေးရင်တော့ဒီလိုဘုံတော်ဘွဲတနေတဲ့စာရေးဆရာတွေကြောင့်လို့လဲပြောလို့ရပါတယ်ရခိုင်ပြည်လို့မဆိုလိုပေမဲ့ရခိုင်တို့အများစုဟာထွန်းမြတ်နိုင်ငံကိုမာပြီးအဖက်ရခိုင်နိုင်ငံတော်လုံနေရာကြတာကပျက်စီးလမ်းကြောင်းကိုဥတီစေတာလို့လဲပြောလို့ရပါတယ်လူမျိုးစွဲချစ်ကြတာကရခိုင်တွေမှတော့မဟုတ်ပါဘူး။ရှမ်းကလည်းရှမ်းလူမျိုးအချင်းချင်းချစ်ကြတာပါပဲ။ဒါပေမဲ့ လူမျိုးစွန်းနဲ့သွေးထိုးပုံရင်းကတော့မတူပါဘူးရခိုင်ကတော့အစွန်းကိုတီးတန့်ရောက်နေတာပါဟုတ်မဟုတ်ဆိုတာကတော့ကိုဘာသာပြန်လဲသုံးသက်ကြည့်ကြပေါ့လေစစ်ပွဲဆိုတာကတစ်ဖက်ဖက်ကအညံ့ခံကြောင်းလက်နက်ချာကြောင်းမပြောသေးတော့အနိုင်ရှုံးဆိုတာမရှိနိုင်ပါဘူးအနိုင်ရှုံးမရှိတဲ့စစ်ပွဲမှာဘသူတွေအရင်ပေးဆက်ရမလဲဆိုတာကလေးကအစသိနိုင်ပါတယ်သူတလက်ကိုတလက်နိုင်ရတဲ့စစ်ပွဲတွေမှာ ရခိုင်ပြည်နယ်ဘာတွေဆုံးရှုံးသွားပြီလဲလို့ပြန်မေးကြည့်ကြပေါ့လူမျိုးရေးအစွန်းရောက်စိတ်ရိုက်သွင်းပြီးတော့အေးအေးတဲ့ကိုထဲ့လူက ထဲ့လဲအ ਨੇ စုံစစ်ကြောင့်ရခိုင်ပြည်ရဲ့ကဘယ်နေရလောက်ပျောက်သွားနိုင်လဲစစ်ချောင်းဘွားတွေကဘယ်နည်းလောက်ထက်ကြဦးမလဲအတန်းပညာရေးတွေကဘယ်အချိန်ကျမှသင်ကြားဝင်ရကြမှာလဲဆက်ဆက်တဲ့မိကွန်းတွေကတော့အများကြီးပါပြပရောက်တဲ့ရခိုင်တွေ ပြီးမှလည်းရခိုင်တချို့ကိုမေးလဲပြေးလဲရပြေးလဲကြောင်းထက်လူမျိုးရေးစိတ်နဲ့ပဲခြေတန်းနေဆုံးဖြတ်ကြတာမြင်ရလိမ့်ပါမယ်ရခိုင်မြောက်ပိုင်းမှာအာစာကြောင့်ရခိုင်ရွာတွေမရှိတော့ပါဘူးရခိုင်တောင်ပိုင်းကလည်းစစ်ပွဲတွေကြောင့်တည်ငြိမ်မှုမရှိဘူးဆိုရင်ဒီစစ်ပွဲတွေဖြစ်လာတာတန်ရလားလို့ဆုံးဖြတ်စဉ်းစားကြည့်ကြပါလို့ ဒီမှာတဲ့ကဖြက်လေးပြက်လုံလဲဘန်းရှာငါးရှာစားလို့ရတယ်ဆိုတော့အတွေ့အထပုံမြင့်တဲ့အတွေ့အခေါ်တွေရှိရင်တော့ကောင်းတာပေါ့လေဒါပေမဲ့မြေပြင်မှာကုံစင်းနှုံးတွေကြီးတာတွေကျမ်းမာရေးစောင့်ရှောက်မှုနေမာတာတွေငါတို့ကနေမြေသိမ်းထားတာပဲဆိုပေမဲ့အစိုးရကလည်းဒီတိုင်းလှုပ်ထားမှာတော့မဟုတ်ပါဘူးလူမျိုးစုံနေတဲ့ပြည်တော်စုမှာဘာကြီးတော့ဖျက်ခိပြန်သွားနေတဲ့မိုင်းဆက်တွေကလည်းချွတ်ဖို့တော့ခက်ပါတယ် ကိုရီစီကသာ အမုံတရားတွေကြီးမှာဆိုတဲ့စိတ်နဲ့မြင့်လယ်မှာချိတ်ညိနေတဲ့သင်္ဘောတစ်စီးလုံးပေါ်ကလူတွေအသက်ခံရတာတော့အဲ့ဒီလောက်ပုံကြီးမချက်ခဲ့ကြပါဘူးတချို့ကိစ္စတွေကတော်ယုံမဲကောင်းတယ်ကိုချီတို့ရေကြာခဲ့ပါပြီမှတ်မှတ်ရရကြီးခဲ့မှုတဲ့အိန္ဒိယဘောလီဝုဒ်ရဲ့ရုပ်ရှင်ဇာတ်ကားလေးတကားအဲ့ဒီဇာကားထဲမှာအဓိကသရုပ်ဆောင်ကမင်းသားဆူရီယာထင်တာပါပဲ။ ဇလန်သဘောအရာ ဖခင်နာယေကိုအဝေးကနေပြန်တဲ့အချိန်တာမန်ထိုင်ကုံကလက်မှတ်ပြေးသွားလို့အထူးတန်းဝယ်တဲ့အချိန်သူ့မှာလုံလောက်တဲ့ပတ်စံကလည်းမရှိခြုံပြောရရင်အိန္ဒိယမှာပရမအဆုံးတံပိုးနေတဲ့လေကြောင်းလိုင်းဖြစ်ပေါ်လာဖို့စွန့်ဦးတီထွင်ခဲ့တယ်ပေါ့လေလူသဘောတဘာဝဒုံးစံအတိုင်း ဝန်ကြီးချုပ်တွေနဲ့အဂရိလိုက်စားထားတဲ့တံမိုးမြင့်လေချောင်းလိုင်းတွေကအကြောင်းပြချက်မျိုးစုံနဲ့တံမိုးနဲ့လေချောင်းလိုင်းမဖြစ်လာစေဖို့မျိုးစုံ ကောက်ကြည့်ခဲ့ကြပါတယ်ဒီနေ့ဖလှယ်ရတဲ့သတင်းတစ်ခုမှာပို့ကုန်ရငွေဒေါ်လာသန်း90ကျော်ပြန်မသွင်းတဲ့ကိစ္စတွေအပါအဝင်ဝန်ကြီးဌာနအလိုက်အဂရိဖြစ်နေတဲ့ကိစ္စတွေကို မကြက်မက်နိုင်သေးပြီးတော့နိုင်ငံအခွန်တွေက လေလွင့်မှု ပေါင်းများစွာနဲ့အဂရိရောထဲမှာညက်နေဥမာပါပဲလို့တွေးမိပါတယ်။ရန်ကုန်လိုမျိုးနေရာမှာမိဝါထိုင်ဖမ်းဖို့လောက်ပဲစိတ်ဝင်စားကြတော့တဲ့ကိစ္စတွေ digital စနစ်မပြောင်းသေး၍အောက်ခြေဝန်ထမ်းတွေရဲ့အစဉ်စဉ်သောအဂရိပေါင်းများစွာတွေရက်တင်ချလောက်တောင်ခွင့်မပြုနိုင်ပဲချက်ချင်း9000ဒံငွေရိုက်တဲ့အောင်မင်္ဂလာအဝေးပြေးကနာမည်ကျော်ကိစ္စတွေကလည်း ပျက်စီးနေတဲ့စနစ်မှာတချို့သောသက်ဆိုင်ရာတွေပါအင်္ဂရိတရားကိုမကျော်ဖြတ်နိုင်ရတာလားလို့တွေးမိနေပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြင့်ရှမ်းမိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့အကူအညီတောင်းရတော်မလားဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာအမေရိကန်သမ္မတထရန့်ကသူတောင်းဝန်ယူလာတဲ့တက်တန်းတနည်းမပြည့်ခင်မှာ ကဘာဘောကစစ်ပွဲခုနှစ်ပွဲကိုရက်တက်အောင်ညှိနှိုင်းပေးခဲ့ပါတယ်။အဲ့ဒီစစ်ပွဲတွေကအီရန်အစ္စရေအစ္စရေဟာမက်အိန္ဒိယပါကစ္စတန်တိုင်းကမ်ဘောဒီးယားအာမေးနီးယားအဇာဘိုင်ဂျန်အီဂျစ်အီသီယိုးပီးယားရေပြက်သနာယဝန္တာကွန်ဂို အရှိယဝန္တာပြက်သနာတို့ပဲ ဖြစ်ကြပါတယ်။ယူကရိန်းရုရှားဆီလဲလာမယ့်နှစ်မှာပြီးဖို့များပါတယ်။ နှစ်ဖက်စလုံးကိုထရန့်ဖီအားပေးနေပြီးတော့ရုရှားလည်းသူ့အလိုရှိတဲ့နေရာတွေကိုသိမ်းလိုက်နိုင်ပြီဖြစ်ပါတယ်။ဆော်ရီမင်းသားမိုဟာမက်ဘင်ဆာမန်အခုအမေရိကကိုရောက်လာပြီးတော့အမေရိကနိုင်ငံထဲမှာဒေါ်လာ600ဘီလီယံဘို့ယင်းဒီမြုပ်နှံမှုလုံဖို့ဆွံ့ရသွားပါတယ်။ဆော်ရီမင်းသားအမေရိကန်သမ္မတနဲ့အတွေ့မှာ ကိုလံဘီယာသမ္မတကကာရေဘီယံစစ်ပွဲတားဆီးရေးအတွက်ထရန့်ကို ပြောပေးဖို့ sorry မင်းသားကိုအကူအညီတောင်းလိုက်တယ်လို့ဆိုပါတယ်ကာရီဘီယံစစ်ပွဲဆိုတာဗီနီဇွဲလားကိုအမေရိကန်စစ်တိုက်မယ်ဆိုတဲ့ကိစ္စကိုပြောတာပါထရန့်ကဗီနီဇွဲလားကိုစစ်တိုက်ဖို့ပြင်နေပြီမဲ့တကယ်တိုက်ဖြစ်မယ်တော့တိတ်မထင်ပါဘူးညှိနှိုင်းပြီးပြီးသွားမယ်ဘက်ကပုံများပါတယ်ထရန့်ကစစ်မလို့လာဘူးစီးပွားရေးသမားပါ မြန်မာနိုင်ငံအနေနဲ့လက်ရှိဖြစ်နေတဲ့ရှည်ကြတဲ့ပြည်တွင်းစစ်ရပ်ဖို့ထရန့်ကိုအကူအညီတောင်းကြည့်ရင်ကောင်းပါမယ်ထရန့်ပါရင်ရက်သွားပါလိမ့်မယ်မြန်မာနိုင်ငံကိုတရုတ်ကအတွင်းကြကြဝင်ရောက်ချဲလဲနေတဲ့တရုတ်ရဲ့မူဝါဒအရမြန်မာနိုင်ငံမှာလက်နက်ကိုင်းသဘုံနဲ့ပြည်တွင်းစစ်ဘယ်တော့မှမချုပ်ငိမ့်နိုင်ပါဘူးတရုတ်ကိုယ်တိုင်မချုပ်ငိမ့်စေချင်နေတာပါကိကိဘက်ဂျာပြန်ကိစ္စကိုအမေရိကန်ကဂိုင်းတွယ်မယ်လို့တရားဝင်ပြောလိုက်တာနဲ့ ကင်းပြည်နယ်တဲကလက်နက်ကင်တွေရွာပြက်နေပါပြီတရုတ်ပါထိုင်ရမလို့ထိုင်ရမလို့ဖြစ်လာပြီးတော့နိုင်ငံတွေနဲ့အဖွဲ့ချက်ချင်းထဖွဲ့ရပါတယ်ဆက်ဆက်နေတဲ့နိုင်ငံတွေလည်းပြားတုံနေကြပါပြီ ထိုင်းလည်းဘရင်မာတရုတ်နိုင်ငံပြေးပြီးတော့သမရရှိနဲ့တွေ့နေရပါတယ်ဂျားပြန့်ဆိုတာက တကဘာလုံးမှာတရုတ်လောက်တာပါဂျားပြန့်ဆိုတာကတရုတ်စကားပါ ဂင်ပြည်နယ်ကဂျာပြန်ကထိုင်းနဲ့ကမ္ဘောဒီးယားကဗိုလ်ချက်လုံနေတဲ့တရားနုဘေးဆိုတဲ့ကုမ္ပဏီကကမ္ဘောဒီးယားကပါလာသမျှလူလိန်အလုံးထိုင်းနိုင်ငံဂိတ်အစင်းစင်းကိုဖျက်ပြီးတော့ဝင်လာတာပါမြန်မာနိုင်ငံလက်နက်ကိုင်ကိုကိုကိုဆရာကြီးထင်နေကြတဲ့သူတွေကတော့မြေနေရာငှားပြီးတော့အယိုးအရင်ကြိုက်နေတာပါ နာမည်ပြတ်တော့ရှေဆုံးကားပေါ့လေဖြစ်လာတော့ကျွန်တော်တို့ကပညာမတတ်ပါဘူးတော့ ပညာမတတ်အောင်လှုပ်ထားကြတာကိုတို့ပြောကြပါတယ်ရွေးကောက်ပွဲပြီးတော့ဖြစ်ပေါ်လာမဲ့အစိုးရကအပေါ်မှာပြောခဲ့သလိုမြန်မာအမေရိကန်မစ်ရှင်တခုထားပြီးအဲ့ဒီမြန်မာနိုင်ငံလက်နက်ကန်တွေနဲ့ပြည်တွင်းစစ်ကိစ္စကိုစ조사ကြည့်စေခြင်းပါတယ်ညီနိုင်လို့ရရင်မြန်မာနိုင်ငံသဘုံနဲ့ပြည်တွင်းစစ်ပျောက်သွားနိုင်ပါတယ်တရုတ်က မြောက်ပိုင်းလက်နက်ကင်တွေနဲ့လက်မှတ်ထိုးမယ်ဆိုုံရှိသေးတယ်နေဆက်ဖွင့်ပြီးသူ့ပစ္စည်းရောင်းဖို့လုပ်ပါပြီ KIA နဲ့ဆိုရင်တော့ဆွေးနွေးဖို့နေရာရှာတော့ရှိသေးတယ်နေဆက်ပြန်ဖွင့်ပေးလိုက်ပါပြီ TNL ကလည်းမိုးကုတ်မိုးမိတ်ကမထွက်သေးဘူးနန်းဖက်ကိုပြန်ဖွင့်ပေးလိုက်ပါပြီ MNDA ဆိုဆိုအခုလာရှိုးတီဘောချမ်းမှာပြန်ဆောင်ထလာပြန်ပါပြီထားလဲဂယူဆိုင်ရှာတော့မဟုတ်ပါဘူးတယုံနာက ဝင်မပါဖို့ပဲလိုပါတယ်ခိတ်တွေပြန်ဖွင့်ပေးတာလဲကိစ္စမရှိပါဘူးတပုံတွေထွက်ပေါက်ရဖို့အင်အားပြန်စုဖို့မဖြစ်ဖို့တော့လိုတာပေါ့လေမြန်မာနိုင်ငံရဲ့ရေချီအေဂျင်ပြီးတော့တိုးတက်သွားဖို့အတွက်တော့တရုတ်ကိုအားကိုးလို့ရနိုင်တော့မယ်မထင်ပါဘူး မြန်မာနိုင်ငံကတိုင်းရင်းသားအမေရိကန်သဘုံတွေပြောစကားနားမထောင်ရင်ငရဲထက်ဆိုတဲ့အရာမျိုးနဲ့တွေ့သွားရမယ်လို့ဟာမတ်တွေကပြောသလိုထရန့်တစ်ခါလောက်ပြောလိုက်ရင်တော့ပွဲပြီးသွားနိုင်ပါတယ်အမေရိကန်ကတရုတ်ထက်ပိုသားပါတယ်တနေ့ကအမေရိကန်အောက်လွှတ်တော်မှာ No Exit Strategy ဆိုတဲ့ခေါင်းစဉ်ပါတဲ့မြန်မာနိုင်ငံအကြောင်းဆွေးနွေးကြတယ်လို့ကြားမိပါတယ် မြန်မာနိုင်ငံရဲ့မပြေးနိုင်တဲ့ပြိပကတွေပြဿနာတွေနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံကဘာတွေပါဝင်နိုင်မလဲဆိုတဲ့သဘောမျိုးဆောင်တဲ့ဆွေးနွေးမှုလို့သိရပါတယ်မြန်မာနိုင်ငံပြိပကတွေပြီးသွားအောင်လက်နက်ကင်တွေခြုံငိမ့်သွားအောင်ဆိုတဲ့ဘက်ကဝင်ပါပေးမယ်ဆို ကောင်းပါတယ်မြန်မာနိုင်ငံရဲ့လက်နက်ကင်တွေရှင်းပေးမဲ့ဘက်ကဖြစ်အောင်ပူးပေါင်းဆောင်ရွက်လို့ရမယ်ဆိုကောင်းပါတယ် မြန်မာနိုင်ငံကိုတရုတ်နဲ့အမေရိကန်ကစားနေတာသိလွယ်ပါတယ်။ကမ္ဘာကိုဘယ်နိုင်ငံဥဆောင်နေလဲတရုတ်နဲ့အမေရိကန်ဘလို့ကွာလဲဆိုတာမြန်မာနိုင်ငံရေးကို ကြည့်ရင်သိနိုင်ပါတယ်။မြန်မာတွေမစည်းလုံးသေး၍လုံသမျခံနေကြရအောင်ပါပါပဲဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့အားလုံးကိုဒုပဲကျေးဇူးတင်ပါတယ်။ ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်မိษွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာရင်ဆိုင်မှုမပါဘဲ comment မှာဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်